အင်းစိန်မြို့နယ်ကမြမစီပွားရေးကော်ပိုရေးရှင်းပိုင်အမှတ်3တမ်နီဆက်ယုံမှာဒီနေ့မနေ့ကမိလာမှုဖြစ်ပွားခဲ့တာပါမိလာမှုဖြစ်ပွားတဲ့နီးမှာဈေးဆိုင်ရောင်းချနေတဲ့ဦးအေးကိုကမိစတင်လောင်ကျွမ်းခဲ့ပုံကိုအခုလိုပြောပါတယ်။ဟောကျွန်တော်မိကိုစတွေ့ရတွေ့ရပေါ့နော်။အဲဒီကားရရတဲ့ရတယ်။အဲဘယ်ရှင်တော့ရှိရဲဆိုစင်နာရီ၁၇လောက်ရှိပြီပေါ့။ဒီမိလောင်မှုဘာကြောင့်ဖြစ်ပွားခဲ့ရဆိုတာနဲ့ပတ်သက်ပြီးအတီမပြုတ်နိုင်သေးဘူးလို့ လိုင်မြွနယ်ကမီတက်တူက RFA ကိုပြောပါတယ်။တခြားဟိုဘောစစ်စစ်ပြီးမှတိမှာပေါ့နော်။ရက်မြင်တက်တည်ပါညာနဲ့ပေါ့။သူကတော့တခြားမသိသေးပါဘူး။အထက်ထက်စုပုံထားတဲ့ကားတွေတဲကစီကျွင်းကြံတွေဆိုဖာတွေဟာပြင်းထန်တဲ့နေ့ပူချိန်နဲ့ထိတွေ့ရကနေမီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့အင်းစိန်မြို့နယ်မီတက်တက်ရင်ယုံကတက်စုမှုကိုဝင်းမော်က RFA ကိုပြောပါတယ်။ဘူးလွန်ခဲ့တဲ့သဘောပါပဲ။တာယာဆိုပါအဓိကသူကလောင်အားကောင်းတာလေဒါလေးက ီမိလောင်မှုကြောင့်ကားအစည်းရေ30ကျော်ပျက်စီးခဲ့ရပြီးရှေ့ကာလတွေမှာအပူချိန်တွေပိုပြီးပြင်းလာမှာဖြစ်တဲ့အတွက်ကားတွေကိုစနစ်တကျမထားဘဲအထက်ထက်စုပုံထားမယ်ဆိုရင်တော့မိလောင်တာတွေအချိန်မီဖြစ်နိုင်တယ်လို့သူကဆက်ပြောပါတယ်ကားတွေကိုနှစ်စီးသုံးစီးရနေပိုပြီးတော့မထက်တာအကောင်းဆုံးပေါ့ဟုတ်တော့မှာဒီမိလောင်မှုကိုရန်ကုန်တိုင်းမြို့နယ်အသီးသီးကအရန်မိသက်တပ်ဖွဲ့ဝင်90ကျော်အပါအဝင်မိသက်တပ်ဖွဲ့ဝင်100ဝန်းကျင် ကားအစီး90ကျော်နဲ့ငိမ့်တက်ခဲ့တာဖြစ်ပါတယ်။မီးလောင်ကျန်းကျင်ဟာတနအီကျော်ကြာမြင့်ခဲ့ပြီး12နာရီခွဲမှာမီးကိုပြီးတက်ငိမ့်တက်နိုင်ခဲ့ပါတယ်။အမှတ်3တမ်နီဆက်ယုံဟာတမ်နီချောင်းတွေကိုအဓိကထုတ်လုပ်နေတဲ့ဆက်ယုံဖြစ်ပြီးပြီးခဲ့တဲ့နှစ်ကအခုလိုကြီးကြီးမားမားမီးလောင်တာမျိုးတစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။